ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လုံးပိန်တွေ့တဲ့နည်းမျိုးကိုတင်ပြသွားမှာဖြစ်ပါတယ်ဗောနော် single လုံးပိန်တွေ့တဲ့နည်းဖြစ်ပါတယ်ဗောနော်ဒီလုံးပိန်တွေ့နည်းနံပါတ်၁ကတော့ကျွန်တော်တို့နပင်ချာလုံးပိန်တွေ့နည်းတွေ့ပြပြီးသွားမှာဖြစ်ပါတယ်ဒီ6တုံများ6နဲ့6 6နဲ့ဒီနပင်ကိုမူတည်ပြီးတော့ဒီ6 6 5ရှားပြီးသွားတဲ့ပင်ကိုလေ့လာကြည့်အောင်ဗောနော် Okay ဒါဆိုရင်တွေ့ရတဲ့နည်းကတော့ ဒီ63များ6ကဆော်ရီ6တလုံးသေးပဲပေါ့နော်ဒီ6တလုံးပဲပေါ့နော်ဒီ6အပိနဲ့63များ6က3များနဲ့7နဲ့ကိုဒီ3လုံးပေါင်းမှာပေါ့နော်အဲ့ဒီ3လုံးပေါင်းပြီးတော့နောက်ထပ်အနေနဲ့တင်းနဲ့ထပ်ပေါင်းပေးမှာဖြစ်ပါတယ်အပေါင်းတင်းပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအောက်က3ညနဲ့7နဲ့ပေါင်းရှင်း7ကို6နဲ့ပေါင်းတာ14 နေကိုတင်းနေပေါင်း5ဆိုတဲ့အတွက်5လုံးပိန်ရမှာဖြစ်ပါတယ်။ဒီ5လုံးပိန်မှာသူချပေးသွားတာက665ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီ5လုံးပိန်ကအပိန်နေရာကချပေးသွားတယ်ပေါ့နော်။ Okay 665ပြီးတော့နောက်ထပ်တစ်ပိန်မှာ96နဲ့96နဲ့ပြီးတော့၃ညာလေးလေးပေါ့နော်။အဲ့ဒီနှစ်ပိန်ကိုမူတည်ပြီးတော့နင်းနေတချပေးသွားတဲ့တစ်ပိန်ကိုလေ့လာကြည့်အောင်။ဒီနှစ်အပိန်နဲ့ 936ကအတုံးနဲ့6နဲ့ဒီ3လုံးပေါင်းပြီးတော့အနောက်ကအပေါ်ကလိုမျိုးပဲပေါ့နော်တင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုပေါင်းကြည့်မယ်ပေါ့နော်ဒီနစ်နဲ့တင်းနဲ့ပေါင်းရှင်းက3ဒီအောက်က3နဲ့6ပေါင်းရှင်း9 3နဲ့9နဲ့ထပ်ပေါင်းတော့နစ်ဆိုတဲ့အတွက်နစ်လုံးပိန်ရမှာဖြစ်ပါတယ်ဆက်နစ်ပေါ့နော်ဆက်နစ်ကိုနစ်လုံးပိန်ယူမှာဖြစ်ပါတယ်။ရှားပြီးတော့တာကနစ်နစ်တင်းဆိုတဲ့အတွက် OK တယ်ပေါ့နော်။နောက်ထပ်အဲ့ဒီနစ်နစ်တင်း ထိုင်စီနဲ့အလဲထိုင်နေရမှာရှာပြီးသွားတယ်ပေါ့နော်နင်းနေတက်ပြီးတော့ရှင်းလေးသုံးရှင်းလေးသုံးပြီးတော့ရှေ့လျှောက်သုံးပေါ့နော်အဲ့ဒီနပြင်ကိုမူတည်ပြီးတော့နစ်တော်များကိုတပြင်ကိုထပ်ပြီးလေးလာကြအောင်ဒီ၃အပိန်းနဲ့၉ခွန်နဲ့ပေါ့နော်အဲ့ဒီ၃လုံးကိုပေါင်းပြီးတော့တင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်၉ခွန်ပေါင်း၁၆၃နဲ့တက်ပေါင်း၄ဆိုတဲ့အတွက်၆နဲ့၄ပေါင်းရှင်၁၀ရရတယ်ပေါ့နော်ဒါကြောင့်မို့တုံညာလုံးပိန်ဖြစ်ပါတယ် နောက်ထပ်တစ်ပြက်မှာသူချပေးသွားတာကနှစ်တုံညာကိုပေါ့နော်ဒါကြောင့်မို့တုံညာလုံးပိန်ကအလဲထဲနေရာကချပေးသွားတာဖြစ်ပါတယ်တုံညာလုံးပိန်မှာနှစ်တုံညာကိုတုံညာအလဲကဖြစ်ပါတယ်ပေါ့နော်နှစ်တုံညာကိုပြီးတော့ခွန်ခွန်ကိုခွန်တုံညာတုံညာအဒီနပင်ကိုမူတည်ပြီးတော့သုံးခွန်ခွန်တပင်ကိုလေ့လာကြအောင်ဒီ9ရဲ့9နဲ့10နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ ။ Okay နောက်ထပ်တင်နေပါတော့9နဲ့10ပေါင်း30 9နဲ့10ပေါင်း73ဆိုတဲ့အတွက်3နဲ့3ညာနဲ့ပေါင်းရှင်3ဒါကြောင့်မို့ဒီမှာတော့3လုံးပိန်ရမယ်ပေါ့နော်။နှစ်ပိန်ချပေါ့နော်။3လုံးပိန်မှာသူချပေးတော့တာက300ဆိုတဲ့အတွက်ဒီ3လုံးပိန်ကထိပ်စီးနေရာကဖြစ်ပါတယ်။300ကျွန်တော်တို့3လုံးပိန်ကထိပ်စီးနေရာကဖြစ်ပါတယ်ဗောနော်8 9 5 6 3ဒီ6 8 9ပိန်ကိုလေ့လာကြည့်အောင်ဗောနော် ယူရဲနီအရာဒီလေးအပိနဲ့9ရက်ခွန်ရက်ထပ်ပေါင်းမှာဖြစ်ပါတယ်ပြီးရင်တင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်ဒါဆိုရင်ဒီ9ခွန်ကစနစ်လေးတိပေါင်းတာက9ဆိုတဲ့အတွက်နင်းနဲ့9နဲ့ထပ်ပေါင်းရှင်ခုနှစ်ရတဲ့အတွက်ကြောင့်မို့ခုနှစ်လုံးပိန်ဖြစ်ပါတယ်ဒီခုနှစ်လုံးပိန်မှာ68ခွန်ဆိုတဲ့အတွက်ကျွန်တော်တို့ခုနှစ်လုံးပိန်ကအပိတ်နေရာကချပေးသွားတယ်ပေါ့နော်ခုနှစ်လုံးပိန်မှာ68ခွန်ဖြစ်ပါတယ် 6ရှစ်ခွန်ပြီးတော့နိနိခွန်နိနိခွန်ပြီးတော့3ရှစ်ရှစ်ဆိုတဲ့အတွက်ဒီနှစ်ပင်ကမူတည်ပြီးတော့9ချိန်အတွက်ထပ်ပြီးလေ့လာကြအောင်ပါနော်ဒီခွန်ရဲ့1 3ရဲ့1ရဲ့ပေါင်းမယ်ပါနော်1 3ပေါင်း4ခွန်1ပေါင်း8ဆိုတဲ့အတွက်တနည်းအရာ၄နဲ့ချင်းနဲ့ထပ်ပေါင်းတာဒီ7ရာရီအတွက်ကြောင့်မို့ဒီ9ချိန်မှာနှစ်လုံးပိုင်ဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါ20ရောက်ပါတော့ကျွန်တော် ဒီနှစ်ပင်ချရှောင်းရှောင်းငါးတပင်အနေရှားပေးလာတယ်ပေါ့နော်ဒီငါးလုံးပိန်ပါဆိုရင်ရှောင်းရှောင်းငါးဖြစ်ပါတယ်โอเคဒီမှာများဒီနဲ့ချုပ်သွားမှာဆိုလို့ပေါ့နော်ဒီငါးလုံးပိန်မှာရှောင်းရှောင်းငါးငါးကအပိန်ညာဒီနှစ်လုံးပိန်မှာနိနိတိပေါ့နော်နိနိတိနိတိထိစီနဲ့အလေထိန်နေရာမှာဖြစ်ပါတယ်နောက်ထပ်နှစ်ပင်ချမှာဆိုရင်၃ညာလုံးပိန်ရတာပေါ့နော် ခြားပြီးတော့တာကနှစ်တုံညာကိုတုံညာအလုံးပိန်ကအလဲထိုင်နေရကဖြစ်ပါတယ်။ Okay နောက်ထပ်နံပါတ်3လုံးပိန်ရတယ်ပေါ့နော်3လုံးပိန်မှာ3ခွန်ခွန်ဆွဲအတွက်ဒီ3လုံးပိန်ဒီထိတ်စီးနေရကဖြစ်ပါတယ်။3လုံးပိန်ပြီးတော့နံပါတ်ရှားမှာ9လုံးပိန်ရတာဖြစ်ပါတယ်။6ရှစ်ခွန်ဆွဲအတွက်9လုံးပိန်အပိန်နေရကဖြစ်ပါတယ်။ဒီ9ချိန်မှာတော့ကျွန်တော်တို့တန်းနေအရာ2လုံးပိန်ရှိပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ။ ဒါကကျွန်တော်တို့တန်းနည်းနံပါတ်1ဖြစ်ပါတယ်ဗောနော် Okay နောက်ထပ်အနေနဲ့ကျွန်တော်တို့အလုံးပိုင်းတွင်နည်းတစ်မျိုးကိုထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ Okay ဒါလေးကတော့ပင်တိုလုံးပိုင်းတွင်နည်းဖြစ်ပါတယ်ဗောနော်ဒါဆိုရင် ကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီ3ခုခုတပင်ကနေ6ခုလေးယာတိတပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် ဒီ9တုံညာတုံ9လေးတုံဆိုတာလေးကတော့နှလုံးတိုက်ဖြစ်ပါတယ်ဗောနော်ခွန်3နဲ့27ဒီ10နဲ့တပေါင်းရှင်9ဖြစ်ပါတယ်ဒီအနောက်က9နဲ့တုံညာနဲ့ပေါင်းက9နဲ့9ပေါင်း10ဆိုတဲ့အတွက်9နဲ့တုံညာနဲ့ပေါင်း9 9လုံးပိန်ရတယ်8 9လေးဆိုတဲ့အတွက်အဲ့ဒီ9လုံးပိန်ကအလဲထိုင်နေရာကဖြစ်ပါတယ်ခင်ဗျာ9လုံးပိန်မှာ8 9လေးဗောနော် โอเคနောက်ထပ်တစ်ပြင်ထပ်ပြီးလေလာကြည့်အောင်ရှစ်ကုလေးတစ်ပြားနေလေလာကြည့်မယ်ပေါ့နော်ရှစ်ကဒီမှာ3ချိန်ဒီမှာ3ချိန်ဆိုတော့4ချိန်ရှစ်လေးဒီ30နဲ့အနည်းကိုနေပဲရည်မယ်ဒီ55ပေါင်း30လေးနဲ့ထပ်ပေါင်းတော့နေနဲ့4ပေါင်းရှင်း6ဆိုတဲ့အတွက်6လုံးပိန်မှာ963ဖြစ်ပါတယ်963အဲ့ဒီမှာလေဒီ6လုံးပိန်ကအလဲထိန်နေရာကရှားပြီးသွားတယ်ပေါ့နော်နောက်ထပ်တစ်ပြင်ထပ်ပြီးလေလာကြည့်အောင်ဒီခွန်3နဲ့3လေးခွန်လေးဒီ28ရှစ်ပဲရည်မယ် ၃နှစ်နှစ်ပေါင်း၅၅နှစ်ပေါင်း၃၀ဆိုတဲ့အတွက်၈နှစ်၃များနဲ့ပေါင်း၈၈လုံးပင်ရတယ်ပေါ့နော်၆၈ခွန်ဆိုတဲ့အတွက်အဲ့ဒီတပင်မှာလည်းဒီ၈လုံးပင်ကအလဲထင်းနေရာကချပေးသွားတယ်ပေါ့နော်68ခွန်တပင်ကနေဒီနေ့တိုင်းပဲထပ်ပြီးလည်လာကြအောင်93 20ခွန်ခွန်ကို6နဲ့ပေါင်း83တုံးမရည်မယ်ဒီအနောက်က36ပေါင်း9နဲ့ဒီ5ပေါင်း14ပေါ့နော်34ထပ်ပေါင်းတော့9ရရတဲ့အတွက်9လုံးပင်မှာ နှစ်နှစ်ခွန်ချပေးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာတော့ခုနှစ်လုံးပိုင်အပိတ်နေရာကဖြစ်ပါတယ်။ Okay နောက်ထပ်တပင်ပေါ့နော်နှစ်နှစ်ခွန်ကနေထပ်ပြီးလေ့လာကြအောင်ဒီချောင်း၃လီဒီ၁၈ရှစ်ကိုဒီနှစ်နဲ့ပေါင်းရင်၃ညပေါ့နော်၂၀ငါးငါးပေါင်း၃၀ရှင်းတလုံးကြံတဲ့အတွက်ဒုံများနဲ့ရှင်းတဲ့ပေါင်းရှင်းရှင်းရှင်းလုံးပိန်မှာ၃ရှင်းရှင်းချပေးသွားတယ်ပါနော်။ဒါကြောင့်မို့အဲ့ဒီမှာတော့ရှင်းလုံးပိန်အလဲနဲ့အပိတ်နေရာမှာအပူဖြစ်ပါတယ်။ ကိုချိန်အတွက်ဒီ3 3ဒီ9ပေါ့နော်9ကိုနင်းတဲ့ပေါင်းရှင်က7ဖြစ်ပါတယ်။ရှောင်းနှံ9ပေါင်း7ဆိုတဲ့အတွက်1နဲ့တစ်ပေါင်း2ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ချိန်မှာ20နံပါတ်2ကလည်းနင်းလုံးပိုင်ဆိုပြီးရနေတာဖြစ်ပါတယ်။ကိုလုံးပိုင်မှာ6 9လေးကိုအလေထိန်ပေါ့နော်။ရှောင်းလုံးပိုင်မှာ9ရှောင်းတောင်ရှောင်းအလေ6လုံးပိုင်မှာရှောင်း6ခွန်8အလေ9လုံးပိုင်မှာနင်းနှခွန်8လုံးပိုင်မှာ3 8 8 ဒီကိုးချိန်မှာတော့တွင်းနည်းအရာကျွန်တော်နေ့လုံးပိုင်ဆိုပြီးရနေတယ်ဗောနော်အဲ့ဒီနေ့လုံးပိုင်ဒီလည်းတွင်းနည်းနံပါတ်1မှာရှောင်းရှောင်းကနေစားပြလာတယ်နပင်ရှားတွင်းနည်းအေးဗောနော်နပင်ရှားတွင်းနည်းအရာကျွန်တော်ဒီတွင်းနည်းနံပါတ်1မှာလည်းဒူဒီနေ့လုံးပိုင်ဆိုပြီးရနေတာဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့ဒီကိုးချိန်မှာနေ့လုံးပိုင်ဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ